ားလုံးပဲမင်္ဂလာပါရှင်။ Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဆရာဆွေမင်းတနုပြုရဲ့ကျွန်ုပ်နဲ့မမြင်နိုင်သောတားကောင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။မနက်စောစောအမဲပြည့်ရန်မသိမြင်စီစဉ်ပြီးတဲ့ကောင်းကျင်းပေါင်းစားကလေးအမွှေးနှုတ်ကျော်တို့ကိုယူဆောင်ပြီးအိမ်မထွက်လာခဲ့ကြပါတော့တယ်။ဆက်တော့မနေ့ကပြင်းပြင်းရှိရနဲ့လေးကွာနဲ့စံကိုထောင်ပြီးတော့စားကလေးတွေပြက်တာ15ကောင်လောက်ရတယ်။အာကုတူလည်းများပါ။ဘာဗျ။အာကုတူဆိုဒီစားကလေးကြော်မစားနဲ့ လူကြီးစကားပြောတာပါကွာ။ကောင်းချင်းမောင်းနဲ့စာကလေးကြော်ဆိုငါကကြိုက်မှကြိုက်။ဆရာသမီးနှစ်ယောက်စကားတပြောပြောနဲ့ထွက်လာခဲ့ကြည်ရ။ရွာထိပ်ကိုရောက်တာနဲ့လှုပ်လှုပ်ရွရွရွနဲ့ရွှေတစင်ချောင်းဘက်ကိုသွားနေကြတဲ့လူများကိုတွေ့လိုက်ရပါတော့တယ်။ထိုလူအုံနောက်မှာတကြီးပါစီကအာနိုးလာမိုးရဲ့စိုက်ကင်နောက်မှာခွာထိုင်ကလိုက်ပါလာပါတယ်။ကျွန်ုပ်တို့ကိုမျက်နာနဲ့တကြီးပါစီကဟာအတော့ပဲကျုံနဲ့ကုလိုက်ခဲ့။တကြီးဘယ်ကိုလိုက်ရမှာလဲ။ခမရမသိဘူးလား။ မနက်9:00နာရီလောက်ကရွှေတစင်ချောင်းကမ်းနားမှာနေတဲ့မိတရင်မသုံးရင်ဆင့်ခတ်တာမိချောင်းဆွဲသွားလို့ဗျာမိချောင်းမပေါ်တာနှစ်တွေကြာလာပေါ့ကဲဥတုပေးလိုက်ခဲ့ကျွန်တော်မှတကြီးဆိုင်ကင်နောက်မှာအပြေးလွှာလိုက်လာခဲ့ရပါတော့တယ်ဘိုက်ကလေးမိတရင်မဆိုတာဘာတူလဲဆရာတော်တော်သိမှမထင်ဘူးသူယောက်ျားအုံမြင့်ကစိတ်မြင့်အောင်မော်တော်လိုက်တယ်သူတို့ညားတာမကြသေးဘူးတရင်မကကိုဝင်နဲ့ဟင်ကျွန်တော်လွန်စားမှဆယ်မကောင်းဖြစ်သွားရတယ်ရွှေတစင်ချောင်းကိုရောက်တဲ့အခါလူများကကန်းဆက်မှာ ဝိုင်းအောင်နေကြပါတော့တယ်။မိတင်ရီမှာယောက်ျားအုံးမြင့်မှာဗရာမီလိုကဆက်ခင်းနေပါတော့တယ်။ကျုံမိုက်တာပါဗျာမိုက်တာ။မနေ့အစောကြီးအိမ်မှာတုံးရင်မရှိလို့ကျုပ်ခတ်ပေးရမှာ။သူ့မှာကိုဝင်ကြီးနဲ့မိတင်မှာမခတ်နဲ့ကျုပ်တားရမှာ။အခုတော့ဒီမိကြောင်ငါတက်မယ်။အုံးမြင့်မှာလှန်ကိုယူပြီးတော့အနည်းရှိတက်မှန်ငယ်တစ်စည်းပေါ်ကိုပြစ်တက်တယ်။တကြီးပါစီကသူ့ရဲ့အောင်မြင်သောအတန်နဲ့အုံးမြင့်အခုရက်စံမင်းတည်သွားခြင်းလို့လား။ ။အောင်းမြင့်ကတကြီးစကားကြောင့်တွန့်ကနေရက်သွားတယ်။ဟေ့ဥတုပိဘိုက်ကလေးအာနုလာမိုးတို့ဒီလေးနဲ့လိုက်သွား။ဗျာ။တကြီးပါစီရဲ့အမိန်တိုင်းကျွန်ုပ်တို့လည်းတမန်ပေါ်ကိုအပြေးတက်ကြတယ်။ထို့နောက်ကျွန်ုပ်တို့မှရွှေတစင်ချောင်းမှမိချောင်းကိုရှာပုံတော့ထွက်ကြတယ်။စတော့တနက်ကိုကြည်ထိုးအသင့်လောက်တာ။ဘိုက်ကလေးကသူ့တမန်ကိုထုတ်ပြီးအသင့်လောက်ထားတယ်။အာနုမှသူ့လေးကွာနဲ့အသင့်ချိန်ထားတယ်။အာနုနေလေးကွာကမိချောင်းအရာတော်မပြေဘူး။မိချောင်းရှိန်သွားအောင်ပေါ့။အရေးတဲ့မိချောင်းကိုတော့ပါဝါအာနာပြနေသေးတယ်။ ကျွန်တော်တို့မှာလော်တက်ကိုဖြည်းဖြည်းလော်ခတ်ပြီးတော့မိချောင်းသွားနိုင်တဲ့နေရာကိုရှာရတယ်။အုံးမြင့်မင်းမိမမိချောင်းဆွဲတော်မင်းမြင်လိုက်လား။ကျွန်တော်ကအိမ်သာတက်နေတာကျွန်တော်မိမနဲ့တုံးရင်အတူသွားခတ်တဲ့ဘေးအိမ်ကဒေါ်ကြီးရဲ့အော်တန်ကြားလို့ကမန်ကရန်ပြေးထွက်ခဲ့ရတာ။ကြင်ကြပါအောင်လှုပ်ကြပါအောင်တင်ရီမကိုမိချောင်းဆွဲသွားလို့မိချောင်းဆွဲသွားလို့အုံးမြင့်ရင်နေမိမမိချောင်းဆွဲသွားပြီဟဲ့မိချောင်းဆွဲသွားပြီ။အုံးမြင့်ရင်ငါတို့ရေခတ်နေတော့လေ။ မတင်ရင်ဘီကိုမိချောင်းတကောင်ကဘွားကနေပေါ်လာပြီးတော့သူ့ကိုကြိုက်ချီပြီးရေထဲကိုဆင်းပြေးသွားတယ်။ကျွန်တော်ကန်းနားရောက်တော့ဒေါ်ကြီးကချောင်းနှဲကိုလက်ညှိုးထိုးပြီးအော်ဟစ်နေတယ်။ကျွန်တော်မိမကျွန်တော်မိမဘလို့ဖြစ်တာလဲ။ဘဲဘက်မှာလဲဟိုဘက်ဟိုမှာဟိုမှာကိုပိုက်ကလေးရေအဲ့ဒါပါပဲဗျာ။ကျွန်တော်မိမအသိချစ်တယ်။မွေးလာမယ့်ရင်သွေးလေးကိုလည်းအယမ်းချစ်တယ်။ညာတော့ကတော့ကျွန်တော်တို့နှစ်ယောက်ရံဖြစ်ကြတယ်။ကလေးမွေးရင်သူ့အမေရွာကိုသွားမွေးမယ်တဲ့။ကျွန်တော်ကမမွေးနဲ့လို့ပြောရကားစပြီးတော့ရံဖြစ်ကြတယ်။ ဒါပါပဲအခုတော့ तू तू အဖြစ်ဆိုးနဲ့ကြုံရပြီတင်ရင်မှငင်းကိုမတွေ့တွေ့အောင်ရှာမယ်ဒီမိချန်းကိုငါလက်နဲ့တတ်မယ်အုံမြင့်ကိုစားကျွန်ုပ်တို့လည်းစိတ်မကောင်းဖြစ်ရတယ်ကျွန်တော်မှမိချန်းကိုစိတ်နာနေပါတယ်ဒင်းကတော့အစာပဲမှတ်နေတာတကယ်တမ်းကျတော့မိသားစုပြုတ်ကွဲရတာဒင်းကိုမရရအောင်ရှာပြီးတတ်မယ်ကွာဟုတ်တယ်ဆရာတော့တမ်မန်လီလေးကရွှေတစင်ချောင်းပစ်ရှိလက်မှုတော်ဘက်ကိုဥတီလိုက်တယ်ဟေ့တို့ကုန်းမော်တတ်မယ် ကျွန်တော်တို့လည်းတံမှန်ကိုကန်းနှဖူးကိုထိုးပြီးတော့ကုန်းပေါ်ကိုတက်ကြတယ်။ဘိုက်ကလေးဒီကောင်တွေကအစာကိုချီပြီးရင် ကုန်းပေါ်ဆွဲပြီးရေဆက်ဆက်ရှိုးရီတိုင်းပင်တွေချမှာအပုတ်ခံထားတာကွာ။ဒီကောင်တွေကပုတ်မှစားတာပေါ့။ဒါပေါ့အခုတော့ဒီကောင်ကုန်းတဝက်ရေတဝက်ချမှာထားလိုက်မယ်။ဟုတ်တယ်။ကုန်းပေါ်ကနေပြီးအချီနေကိုကြည့်ကြတာပေါ့။ကျွန်တော်တို့လည်းကန်းဆက်တဝိုက်လှဲ့လှဲ့ရှာဖွေပါတော့တယ်။ဒါမျိုးဆိုတာစိတ်ရှိရှိထားရတယ်ကွာ။ကျွန်တော်တို့လည်းတနအိုက်ခွဲခံအချီနေကိုစောင့်ကြည့်နေရ။ မကြမီရေလဲမှာကူးခတ်သွားတဲ့မိသားဥကောင်ကိုတွေ့လိုက်ရတယ်။ဟဲ့ညင်းညင်းလေးဒီကောင်ကောင်ကဒိုးဘက်ကိုလှည့်လာနေပြီကန့်အောင်လာနေပြီ။ကျွန်တို့တို့လည်းကန်းဆက်နဲ့မလန့်မကန့်မှာအသင်ဆောင်ကြည့်နေပါဗျ။မကြမီကန်းဆက်မှာမေးတယ်မေးအမောဖြစ်နေပုံရတယ်။စတော့ကျွန်တော်မိမကိုမြူများချလိုက်ပေးလားမသိအောင်။နေပေါင်းကွာအချိန်နေကြည့်ရအောင်။မိเจ้าကပါဇက်ကျူဟပြီးအမောဖြစ်နေတယ်။အစာရှားတာမလွယ်ပါလားနော်။လောက်ကန်စားတာတိတ်ခတ်ပါလား။ကျွန်တော်ရှေ့မှာရောက်နေတဲ့မိเจ้าကိုဘယ်လိုလုပ်ရမလဲ။ပြက်မက်ကတော့မုတ်ဆိုးကြိုက်ပဲ။ ကျွန်ုပ်စဉ်းစားတယ်လူလူစကားပြောတတ်ရင်တော့မောင်မိကြောင်ခမညာမင်းတင်ရင်မောက်ကိုဆွဲသွားတယ်ဆိုအခုပဲမာလေလို့ပါစရာမှန်မှန်ဖြေတော့ဘယ်နာမှထားလဲလို့ပါစရာလူစကားနားမလဲတဲ့မိကြောင်ကိုကျွန်တော်အပြည့်ရှင်းရမည်မဟုတ်ပါလားဒီကောင်ကိုအပြည့်ရှင်းမှဖြစ်မယ်ချောင်းထဲမှာရှိရင်လူတွေကိုဒုက္ခပေးနေအောင်မကျွန်တော်ဆုံးဖြတ်ချက်ကိုပိုင်နိုင်စွာချပြီးနောက်ကျွန်တော်လူများကိုရှူတတော်ကျွန်တော်ရဲ့တနက်ကိုပြဲနေတဲ့မိကြောင်ရဲ့ပါဇက်ပါဝါကိုတိကျစွာချိန်လိုက်ပါတယ်သူအခိုက်တိုက်ဆိုင်စွာ ကျွန်ုပ်တို့ဝက်ပုံးနေတဲ့အုံမင်ပေါ်မှာအုံလက်ကပြုံးကနေကြွေကြလာပါတယ်။လေကအတိုက်ကန်ဆိုးချက်ကအုံလက်ကကျွန်ုပ်ခေါင်းပေါ်ကွက်တိအောင်မလေးဗျာ။အုံလက်ခေါင်းပေါ်ပြုတ်ကြခြင်းရောင်ရမ်းပြီးတနက်မောင်းခလုတ်ကိုဆွဲညစ်မိတာဖြစ်သွားတယ်။ရမ်းပေါက်ွယ်အားနဲ့အတူမိเจ้าမှာသူ့ကိုယ်သူဘာဖြစ်သွားမှန်းပင်သိလိုက်မယ်မထင်ပါဘူး။ငါဘာဖြစ်သွားပါလဲ။ကြည်စံကပါဇက်မဝင်ပြီးတော့ဦးကောင်းကိုဖောက်ထွက်သွားပါတယ်။မိเจ้าမှာအရှိန်နဲ့ဘုံကနေပြုတ်ကြသွားပြီးရေထဲကိုမြုပ်သွားတယ်။စတုရဲ့ ဒီတကားတော့ကွတ်တီပဲဗျဟုတ်တယ်ချိန်ပြင်းလွဲနေမှာအုံးလက်ပြုတ်ကြလို့လမ်းပြန်ပြီးကြီးထွက်သွားတာမင်းတို့ကငါ့လက်ကိုထင်သိလိုက်တာအုံးမြင့်ကသူ့ဓာကိုဝင်ပြီးဒီမိကြောင်ချက်ကောင်းထိသွားပြီးတီလို့ပေါ်လိုက်တော့ဒီဓာနဲ့နုံနုံစိမ့်ပြီးသားกว่าကျွန်တို့တို့လည်းမိကြောင်ပေါ်လာနုံနဲ့စောင့်ကြည့်နေကြပါတယ်ကိုတညက်ခန့်ကြားတဲ့အထိပေါ်မလာဘူးနေပင်တဝက်ကျိုးတော့မယ်ဒီကောင်တီလောက်ပါပဲဟုတ်တယ်ခေါင်းကြီးတစ်ခုလုံးပွင့်သွားတာကဲတို့လည်းဘိုက်စားလာပြီဟိုဘက်ကအောင်ပြန်ကူးကြရအောင် ကျွန်ုပ်တို့လည်းစိတ်ကမ်းဘက်ကိုတမန်နဲ့ပြန်ကူးခတ်လာပါတယ်။မိချောင်းရဲ့ရောင်မင်းရှာမတွေ့တော့ပါဘူး။ကျွန်ုပ်တို့လေကမ်းဆက်ရောက်တဲ့အခါကမ်းခြေလူအုပ်ထဲမှာလက်ဝဲရမ်းပြနေတဲ့အုံးမြင့်မင်းမတင်ရင်မကိုတွေ့လိုက်ရပါတယ်။ဟာကျွန်ုပ်မင်းမမသိဘူးမသိဘူး။အုံးမြင့်ကတမန်ပေါ်မှာဖြစ်စင်းသွားတယ်။တင်ရင်မကိုအုံးမြင့်တင်ရင်မမသိဘူးနော်။အုံးမြင့်ကသူ့မင်းမကိုတင်းကျပ်စွာဖတ်ပြီးငိုပါတယ်။တင်ရင်မရဲ့ငါပြင်းနှင်းတွယ်ငိုလိုက်ရတယ်။အခုလဲဝမ်းတာလုံးလုံးကို ဖြစ်ပျက်တွေပြောစမ်းမအောင်တကြီးကခါတောင်းလျက်မျက်တောင်နေကြီးနဲ့ခြေပြီးဒေါ်ကြီးဖြစ်ချောင်းကုံစင်ပြောပြစမ်းဒီဒီလိုပါတင်ရင်မကမင်းညကအုံးမြင့်နဲ့စကားများတာပေါ့မနေ့ကျတော့တင်ရင်မနဲ့တုံးရီချောင်းနဲ့ကိုရေစိမ့်ခတ်တယ်တင်ရင်မကငါ့ကိုသူ့ယောက်ျားသူ့ကိုတကယ်ချစ်မချစ်သိရအောင်စမ်းမယ်ဆိုပြီးငါ့ကိုတင်ရင်မကိုမိချောင်းဆွဲသွားတယ်လို့ဩခိုင်းတယ်သူကတော့အိမ်မှာပုန်းနေတာပေါ့တကြီးကကဲတင်ရင်မနင်းကိုနှစ်ယောက်ကြာကတကယ်ချစ်ချောင်းသိပြီမဟုတ်လားသိပါပြီ တည်ရင်လင်းမြားနှစ်ယောက်စလုံးငါးနောက်လိုက်ခဲ့အများပြည်သူထိတ်လန့်အောင်လုပ်တဲ့အတွက်ထိတ်တော်ဗျာရှင်ဘလိုပင်စိုးစိနောက်နေမနဲ့စောစောရွှေတစင်ချောင်းကန်းဆက်မှာတည်နေတဲ့မိချောင်းကြီးကိုရွာသားတွေအံ့ဩပျော်ရွှင်စွာတွေးလိုက်ရှာပါတယ်ကျွန်ုပ်ကရှင်ကိုကော့ပြီးကျွန်ုပ်စွမ်းဆောင်ချက်လို့ပြောမယ်ကြံကရှိသည်လူအုပ်ကြီးအတွက်မှစကားတန်ကြောင်းမခံကြီးမခံတာဖြစ်ရတယ်ဟဲမိချောင်းကြီးတနာပါတယ်အသက်ကြီးလို့တက်ကြီးရောကနေတေရှာပြီဟိုက်ဒီနေ့ကံမကောင်းပါလား ကျွန်ုပ်နဲ့ကြားချင်းမိတို့ဘကိုးရုံးမတော်ကြီးကလွန်ခဲ့သောနှစ်ပေါင်း30ခန်းကနေပြောက်ပင်မထူတောတောင်စိတ်ဆန်းတဲ့လွန်စွာမှပင်တာယာလှပါပါရယ်ကြီးမားလာတဲ့ကျုံးကငင်ပြင်ကတူပတောက်တက်ပင်မျိုးစုံက နေပြောက်ပင်မထူပါဘူးကျင်းကတူစုံလင်တလို့သားကောင်များကလည်းသူ့အုပ်စုနဲ့သူစုံလင်လာတယ်ရုံးမအနောက်ဘက်ခြမ်းမှာယခုအခါရှားပါဖြစ်နေတယ်ကိုရွှေကြားတို့ကမင်းမှုတလို့ရှေကူးရင်ဘဲကင်နေစိမ့်မယ်ငါတော့ဘီယာလေးနဲ့ဂိုင်းသားနဲ့ ရိုးမရဲ့ကားလန့်ဦးချောင်းနေရာမှာကျစ်တဲ့များမှာမင်းမှုတက်တယ်။သူတို့ကတက်ပင်တက်ကျွမ်းကျင်နေ။မေဘောကမရရင်ဝဟင်ကလိုက်မယ်ကွာ။တိုးတဖန်ရိုးမအလဲမှာတမင်တရေဆိုင်ဆက်တို့မင်းမှုတက်ကြတယ်။ရိုးမအလဲရှုံမြောင်းနဲ့စမ်းချောင်းတဝိုက်မှာကားငယ်မျိုးစုံရှိတော့လေ။နှစ်ချုံမွေးကြီးများကပိုးပြီးပေါများလာပါတယ်။ဗိုက်စာနေရနော်။ရိုးမတော်ကိုဝင်လိုက်တာနဲ့တားကောင်မရတဲ့နေ့မရှိပါဘူး။ထိုစဉ်ကကျွန်တော်ဘဝကရွှေရောင်တောက်ပါတဲ့နေ့များပဲ။ဆက်တော့တောဝတ်တကောင်လာငွေကြိုးပေးထားတယ်။ ဒါအပြင်ရိုးမားရဲ့အဓိကကြတဲ့တစ်ထုတ်လောက်ရာနေရာအလေပိုင်းဝါးပင်များပေါများရာမှာတောဝက်တွေကကြီးစိုးကြတယ်။တပည့်တွေငါးနောက်လိုက်ခဲ့။မြစ်ချိုတွေကိုတွေ့ပြီးရိုးမားတောထဲမှာအကြောက်ဆုံးတံတဝါကိုပြရရင်စင်ရိုင်းအုပ်စုပဲ။ကျွန်ုပ်ဖခင်မှာစင်ရိုင်းတက်လို့တေးခဲ့ရတယ်မဟုတ်ပါလား။ကျွန်ုပ်နဲ့ထဲပြီးဘဝမှတ်တမ်းစာအုပ်။ဟိတ်ကောင်။တို့ကတောထဲတွေမဟုတ်ဘူး။ရွာတွေလည်းဝင်ပြီးတော့ဖိုက်လို့ရတယ်ကွာ။ကျွန်ုပ်မှာရိုးမားတောတွေကိုရောက်တိုင်း ယခုချိန်မှာတတိတရရှိတဲ့မိဆွေများရှိပါတယ်။ထိုမိဆွေတို့မှာကြားချက်တဲ့နဲ့နှောကူးကြီးလို့ခေါ်တဲ့တော်ကြွယန်းကြီးများပဲ။တင်နာကောင်ငါတို့ကိုတတိရတယ်ဆိုတတ်ချင်လို့ယခုကြားဆိုလို့မူးလို့ရှုစရာပဲမရှိသလိုဖြစ်သွားတယ်။လွန်ခဲ့တဲ့နှစ်30ကဆိုရင်ကြားတည်တာတော့ဘရင်ဖြစ်ပါတယ်။ငါရဲ့ထံပါမြေခါစားငါတပည့်ကြီးများငါတီကာတော့ဘရင်ဖြစ်တော်သည်။အဲ့လိုကြားအကြောင်းစဉ်းစားရင်းနဲ့လွန်ခဲ့သောအနှစ်30ကလွန်စွာမှစိုးတွန်းလာတဲ့ ကြာကြီးမိတို့အကြောင်းကိုစဉ်းစားမိပါတော့တယ်။음ရွာကိုဒုက္ခပေးတဲ့တရဝါရုံးမတော်ကိုထိန်းခုတ်သွားတဲ့သူများကိုချောင်းမြောင်းပြီးတိုက်ခိုက်တတ်တယ်။အောင်မလေးပြာကြာကြာဒါကြောင့်တော်ရဲကိုထင်းသွားခုံမဲ့သူတွေကဓာလန်လေးလက်နဲ့မျိုးစုံကိုကင်ဆောင်သွားရတယ်။ဖိုးတောင်တို့တာပုတို့ပါခေါ်သွားတော့ဤပါဟတကတရံကြာမိတို့မှာအတိတ်ရဲစွာနဲ့ရွာရဲကိုဝင်ပြီးကျွဲနွားများကိုအလက်မှာဆွဲတက်သေးတယ်။တခင်ကဲပါဒါကြောင့်ရွာရဲမှာနေကင်းညကင်းလှုပ်ပြီး ရွာဝင်ပေါက်များမှစောင့်ကြပ်နေကြပါတယ်။ဒင်းတို့လာပါစေအောင်။ငါနှစ်ပေါက်ဆွဲသွားတဲ့တင်။ကြားမီတို့ရဲ့အတင်ရဲမှုကိုမခံနိုင်တဲ့အစုံတကြီးပါစီကကြားမီတို့နှိမ်နှင်းရန်တာဝန်ပေးရလို့ငယ်ရွယ်သူပေပေသွေးနှစ်ထင်ယောက်ကညညာစာတွတ်ပြီးလာပြီ။တပည့်ကျော်ဘိုက်ကလေးလဲပါတယ်နော်။တနေ့ရွာဦးကျောင်းအနောက်ဘက်အမိုက်ပုံရှိမှာကြားချီရမျိုးတွေ့ရတယ်။တွေ့လားတကား။ဒီကောင်တော်တော်အတင်ရဲနေပါလားမှန်ပါတယ်ဦးသူတော်ဟိုက်တကောင်တော်မကောက်သုံးကောင်တော့ တကဒီကောင်နဲ့စားကျွင်းစားကြံနေများလာဆောင်စားရော့သလားဟာဥတုတော်ကလည်းစားကျွင်းစားကြံစားဖို့လာတာမဟုတ်ဘူးလာဆွန့်ပစ်တဲ့ចောင်းသားတွေကိုခြိဖို့လာတာရှေ့ဆက်ပြီးကြည်ကြည်ရာကြားချေရများကိုထင်းထင်းရှားရှားတွေ့ရပါတော့တယ်ဟာအခုလေးတွေထွက်သွားတာပဲလက်လက်ဆက်ဆက်ချေရတွေကျွန်တော်လည်းရွာတွင်းကိုပြန်ဝင်လာပြီမဖြစ်ဘူးမဖြစ်ဘူးတကြီးကိုပြောပြီးလူစုလူဝေးနဲ့ဖက်မှသို့တော်ကျွန်တော်မှចောင်းတဲ့ရွာမှာတန်ငယ်ဝေးလို့ထန်းတော်ကိုဖြတ်ကျော်ပြီးရွာနောက်ဘက်အထွတ် လမ်းမှာကြားမိတုံနဲ့အပေါင်းအသင်းများကိုတွေ့လိုက်ရပါတော့တယ်။ဟဲ့ကောင်လေးမင်းတို့ဝက်သားနွားသားဖဲသားတရေသားအိုအသားဆုံးစားခုကြပါမယ်။လူသားမစားခုကြသေးဘူးမဟုတ်လား။ကျွန်တော်လည်းခလန်းလန်းရှိတဲ့ပင်တပင်ပေါ်ကိုလှည့်မြန်စွာအမြင့်ဆုံးကိုတက်လိုက်ရတယ်။ကတုံးတို့များကြောက်လိုက်တာဖင်မှုကောင်းအောင်တုံးလို့လူသားစားတော့မယ်ဟဲ့။ဒီမှာတပည့်တို့လူတွေကဒုကြားသားကိုစားတော့ဘသူမှအပြစ်မပြောထားတရားလား။မတရားဘူး။ဒီတော့ဒုတွေနေကင်းကြောင်တောင် ရွာတွေကိုဝင်မဲ့ တွဲလူကိုဆွဲခဲတော်ရရောက်မှအောင်းသေးအောင်သာစားမယ်။အိုးအခုစားလို့မရဘူးလား။ယူနေလားတောင်ယူရဲ့။ဒီလူတောက်ဒီမှာထိုင်စားနေလို့ဟိုကဓားတွေလန်တွေနဲ့ပြစ်ကြရင်ဘလို့လုပ်မလဲ။အေးစစ်စစ်တော်ရဲကစမ်းချောင်းလေးနားမှာဘီယာလေးနဲ့စိမ့်မယ်။ဘာမှလည်းနားမလဲ။ကဲမင်းတို့ဒီမှာပဲနေခဲ့ကြ။ငါရွာလေးကိုဝင်ပြီးခြေနေဦးခြေမယ်။အခြေနေကောင်းတာနဲ့အားလုံးဝင်မယ်။လူသားစားရကြရဲ့။ဆရာသမားအာစရီအမိန့်တိုင်းဒီမှာပဲစောင့်ကြစို့။စားရကြည့်သေးရဲ့လူသား။ ကြံကြား၃កောင်ကကျွန်တော်ပုံအောင်နေတဲ့တစ်ပင်နဲ့အတန်ငယ်ဝေးပါတယ်။ကြားမိတို့ကရွာဘက်ကိုထွက်ခွာသွားတယ်။음အမှန်တိုင်းဝင်ခံရရင်တော့တကားမှကြားမပြက်ဘူးဘူးကြားကိုလည်းမတွေ့ဘူးဘူး။ငါဘလို့လုံးရပါမလဲ။ပြက်ကွင်းကလည်းဝေးနေတယ်။တစ်ပင်ပေါ်ကဆင်းပြီးပြည့်ရင်ဟာမဖြစ်ဘူး။ကျွန်တော်မှဘာလို့လုံးရမှန်းမသိတော့ဘူး။ထိုချိန်မှာအသက်ရွယ်ငယ်အတွေ့အကြုံကမရှိကျွန်တော်မှဇောကျွေးများပင်ပြန်နေတယ်။တကယ်တမ်းကျတော့ငါတက်တီတွေဘယ်ရောက်ကုန်မှလဲ။ ထိုချိန်မှာကြာကြီးမိတို့မှရွာနာကိုချင်းကပ်ကခြေနေကိုစောင့်ကြည့်နေတယ်။음နွားနှစ်ကောင်တွေ့ပြီ။ဒါပေမဲ့ငါးတပည့်တွေကိုလူသားကျွေးဖို့ဆိုတော့ဒီနွားတွေကိုခဏထားလိုက်အောင်။ရဲဟုတ်ပြီ။လူတယောက်နောက်ချေးကျုံနေတယ်။ဟုတ်ပြီ။ဒီလူကိုချောင်းပြီးတော့အလစ်ကိုက်ချရမယ်။ထိုချိန်ဘုန်းကြီးเจ้าမှာဖိုးတော်ကြီးကရွာရဲเจ้าဝင်နေကြောင်းတကြီးထံကိုမောင်เจ้าသားကိုပြောခိုင်းလိုက်ပါတယ်။တကြီးရဲ့တကြီးရွာရဲကိုเจ้าဝင်နေပြီဖြို့။တကြီးနဲ့ရွာသားတွေကလည်းချက်ချင်းလူစုကเจ้าကိုလိုက်ရှာကြတယ်။ တာအီးရဲ့မောင်းထုတ်ပြီးလူစုစံကြားမီးတို့မှနောက်ချေးကျုံနေတဲ့ဥတာဝါနွားချံမှအလုသမားတွေကိုကြိုက်ချင်ရရှိကိုတိုးလာခဲ့ပါတယ်။သူအလုသမားကတတိခေသူမဟုတ်ပါဘူး။အနည်းရှိကြောက်ခဲကြီးတစ်လုံးကိုကောက်ယူပြီးကြားမီးတို့ရဲ့ခေါင်းတတဲ့ကိုပြစ်ချလိုက်ပါတယ်။ပြစ်ချက်ကကွက်တီပဲ။ခေါင်းတတဲ့ကြားမီးတို့ကျေရီလာတွေမြင်သွားပြီးချက်ချလေးသွားပါတော့တယ်။အလုသမားတွေလည်းတချို့တဲ့သူ့ဆရာစီအသက်နှစ်ကြီးနဲ့အော်ပြေးပါလေရော။ဥတာဝါမှာအော်တန်းကြောင့်သူမီးတဲ့နဲ့ကိုဆွဲယူပြီးချက်ချလေးနေတဲ့ ကြားကြီးကိုအပိုင်ပစ်ချလိုက်ပါတော့တယ်။ကြားမိတို့မှာချာချာလေးနဲ့ဦးခေါင်းကိုတနက်ကြီးစံကထက်မှန်ဖောက်ထွင်းသွားတာကြောင့်ကြားမိတို့လိုပွဲသိမ့်သွားပါတယ်။သိပြီစရာကျွန်တော်မှာကြားနှက်ကောင်ကိုတနက်နဲ့ခြောက်လန့်ပစ်ခတ်ချေရာကြားရီကြောက်လန့်တကြားတော်ရဲကိုပြေးဝင်သွားကြတယ်။ဟိတ်ကောင်ပြေးဟာလူသားစားကိုမိလိုက်တော့ထို့နောက်ရွာဘက်ကိုလျှောက်လာခင်လျာတင်းရဲ့ကြားကြီးကိုရွာသားများနဲ့တူထမ်းလာတဲ့တကြီးပါစီကိုတွေ့လိုက်ရတယ်။တကြီးပါစီကကျွန်ုပ်ကိုမျက်နာနဲ့မျက်နာကြည့်စုပုတ်ကတော်ပြီ။ ခမရဘယ်သွားနေလဲရွာရဲကြားဝင်လို့အလန့်တကြားဖြစ်နေတာခမရကိုအားကိုးလို့ကတော့အကုန်လုံးကြားစာဖြစ်ကုန်မှာပဲနောက်ကိုဒီလိုမလုပ်နဲ့လုံရင်ထိတ်တော့ကျွန်ုပ်ဖြစ်မှန်ကိုပြောပြရင်တရေပေါ်ကြောင့်တို့ဖြစ်ထင်တော့မယ်ကျွန်ုပ်ဒီနေ့ကံမကောင်းပါလားပြိတ္တများရှင်နောက်ရက်တင်မှာလဲကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနာစင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်